အလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီခဏမှာကျွန်တော်ရဲ့ညီကိုမောင်နှမများကိုဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့ဇာတိဆရာလင်းဝင်းမြန်ရေးသားထားတဲ့ညာများမဟုရလို့မြင်ရတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပြေကြပါအောင်ခင်ဗျာညာများမဟုရအကန့်ချင်းကလေးတွေတွင်သူတယောက်တည်းပင်ထိုင်၍နေသည် မဲမောင်းပြီးညစ်ပက်ပေးရနေသည့်တောင်မန်စုကံပုံ၄00ခန်းချင်းကလေး၏နိုင်ရန်တတိုင်းတွေက သူ့ကိုလေတံမိုးတယ်နှင့်နေတံမထရလေအောင်မိုးကာ၍ပေးထားသည်အမောင်ညများနှင့်အတူ သူ၏အနာဂတ်ရှိရေးမှာလည်းလမ်းမမြင်ကမ်းမမြင်ဖြစ်၍နေတော့သည်အနန္တပေနှင့် အလျာသုံးမိသားရှိသည့်ခေါင်းမိုးပေါ်ကလာတာတန်စကားပေါက်ကလေးကိုကြည့်ပြီးနေရည်တွေကိုသူရေးအတွက်ခဲရသည် မိမိုးဆောင်ရာသည့်ပြောင်းလဲများကိုမျောငေးကြည့်ရှုခဲ့ရသည် သူဒီမာမီမြကြောင်းမီဆိုသည်နှင့်ဒီနေရာကိုအဘယ်ကြောင့်ရောက်နေသည်လဲဆိုသည်ကိုတေချာကားနာမသိရတော့လေနေ့ရက်နှင့်အချိန်ကာလတွေကိုမူသူလက်ရည်ချိုး၍နေခဲ့ရလေသည်ခေါင်းမိုးပေါ်မှလာတာပေါက်ကလေးမှာမနခင်ဆိုရင်ပြာရောင်တန်းနေပြီမုန်တဲ့ချိန်လောက်တွင် ဟင်းတာတရားရောင်တောက်ကညနေခင်းဆိုရင်ပရင်းရောင်ဖြစ် မြင်တွေ့ရသည်ညဘက်တွင် မဟူရအနဲ့ရောင်ညပိုင်းချိန်တွင်ကြယ်ကလေးများမိတ်တို့မိတ်တို့နှင့် လင်းလက်နေသည်ကိုမြင်ရပြန်သောအခါသူတို့မှလည်းကိုပိုင်လင်းရောင်ကိုစီရှိကြပါကလားဟု သူမှပထမဆုံးအချိန်အဖြစ်နားလေသဘောပေါက်ခဲ့ရသည်ဒီကောင်မူလာတာပေါကလေးဒီသူ့ဖို့အပြင်ကဘာကြီးနဲ့တကူတဲသောဆက်တွေ့ရပြီဖြစ်တော်သည် ဤသုံးမိနှစ်ပေပေါက်ကလေးမှနေ၍သူနေသည့်အခန်းကိုဖြတ်ချို၍ကြံတန်းသွားကြသောငှက်များကို သူတနေကုန်ထိုင်၍ကြည့်နေခဲ့သည်။ညာချမ်းချိန်နေမူကောင်းငင်ပြမှငွေချေဆွစုဝေးဝေးများကိုကြည့်ပြီးတခုချင်းမမိအောင်သူမှစူးစားခဲ့ရသည်။တခါတည်းရန်နေအောင်ကြီးဝင်းပကြည်စင်သောနေများဆိုလျင်အလင်းရောင်များသည့်ခေါမှုပေါက်ကလေးမှနေ၍အခန်းကျမ်းမြင်ပေါ်သို့ထိုးကျလာတတ်သည် ဒုက္ခမျိုးတွေမူငမြကောင်းတွင်တွင်ပြန်ဝဲနေကြသည်ကိုအိရာတဲမှပင် သူမြင်တွေ့ရတတ်သည်တိမ်ငဲ့နေစဉ်ရောများ ထိုးတုပ်နေသည်ကို၎င်းမျက်စိပြက်သည်လိုဗိညာဉ်ငှက်များတကောင်တကောင်တိုက်ခိုက်နေကြသည်ကို၎င်းအရေးထဲမှသူမြင်တွေ့နေရလေသည်ပြီးတော့ပင်ဆိုစီသူကတော့အချိန်တိုင်းပင်ဒီနေရာမှာလူမြောက်ဖို့လမ်းစာကိုသာစိတ်ကူးအိမ်မက်၍နေမိတော့သည်မိမှု နှွေဦးမိုးပြေးကလေးတစ်ပြိုင်နှစ်ပြိုင်ရွာချပြီးနောက်တနေ့တွင် မိုးရီတို့ဆွတ်ဆူနေသည့်လေးတောင်ရိပ်ကလေးတစ်ရိပ်သူ့ခန်းချင်းကလေးထဲမှပေါ်၍လာသည်ကို သူတွေ့ရသည်မွေးချောင်းနေသောကျမ်းမြင်ပေါ်တွင်အစိမ်းရောင်တစ်ကိုင်းများ၏အရိပ်ကကောင်းကင်၏အရိပ်နှင့်အတူအရိပ်ထင်လာသည်ကို သူမြင်တွေ့ရလေသည်ငှက်ကလေးတွေဟိုမှဒီမှလေုံစည်းပြန်ဝေး၍နေကြသည် ညနေမိုးချုံ၍ခေါင်းငွေတစ်ခွင်လုံးမဲမောင်လာသည့်အချိန်ထိပင် ကျမ်းမြင်ပေါ်မှ လေးတောင်အရိပ်ကလေးကပျောက်၍မသွားခြေငက်တွေအိတ်တန်းဝင်ခဲ့ကြပြီကျယ်ရီလာတွေတစ်ခုပြီးတစ်ခုပြပြပြပေါ်ထွန်းလာကြသည်ညသည်စိတ်ကောက်တက်သည့်ခြေသူတယောက်လိုပြန်ရောက်၍လာသည် အဆောင်ကတမင်လာပို့သောအခါသူသည်ကျမ်းမြင်ပေါ်မှအရိပ်ကလေးကိုမမြင်အောင်အိယာနှင့်ဖုံးအုပ်ထားလိုက်သည် ဤရိတ်ကလေးသည်သူ့ဖို့လွမြောက်၏အတွက်တခုတည်းသောလမ်းစာဖြစ်သည် ထို့ကြောင့်ဒီရာကလေးကို အတန်တိုင်းဆုံးတို့တို့တိတ်တိတ်နှင့်လူမသိအောင် သူတရိထား၍ဖုံးပြထားရပြီတော်မူအခန်းချမ်းမြေပေါ်မှာအရေးကလေးကို လူတူးတယောက်မှမမြင်မတွေ့အောင် သူတရီထား၍ဖုံးအုပ်ခဲ့သည်အရေးကလေးမှာနေညတွေဘယ်လိုပြောင်းခဲ့စေကမူပြောက်ွယ်ပြီးမသွားပဲအတိုင်းသားပေါ်ထွက်၍နေတော့သည် ဒီလိုနေနေရများကုံဆုံးသွားခဲ့ကြသည် ပြာရီသည်နေဥပေါရာသည်ကုံဆုံး၍နေပင်ဝင်လာခဲ့ပြီတခါတရံမူခေါမိုးလာတာပေါက်ကလေးမှနေ၍အဝေးသို့လွင်မြောင်းသွားသောကောင်းငင်ပြာကြီးကို သူငေးမော၍ကြည့်ရှုနေမိသည်ဂျမ်းမြင်ပေါ်မှအရေးကလေးနာသူသူတိုးကပ်မိလျင်တော့သူ့မှာမူးကျင်တယ်လို့ဖြစ်ရသည်အခြားလူများလိုပင် သူလည်းလွံ့မြောက်ရေးအတွက်ယူမှုဖြစ်ခဲ့ရသည် အပြောချေလာသည့်ကောင်းငင်မြကြီးနှင့်တွေ့တန်းဆက်ဆက်၍နေသောဤရိတ်ကလေးသည် သူ့အထက်တစ်ခုတည်းသောလမ်းစာပင်ဖြစ်တော်သည်သူသည် ကျမ်းမြင်ပေါ်မှအရေးကလေးကိုအဆောင်ထမင်းလာပို့ရိုင်းမြင်မြအောင်ဖုံးထားရသည်အဆောင်ကလည်းတန်တကားကိုတဝက်သားဖွင့်ပြီးထမင်းပကံကိုဝစ်ကြည်တန်းကြီးထိုးသွင်းသွားတတ်သည် သူကလည်းကျမ်းမော်မအရေးကလေးကိုငေးကြည့်ရင်ထမင်းကိုတိတ်ဆိတ်စွာကြားသည် ်စားတောက်ရင်ပြည့်စည်သွားပြီဆိုရင်အခန်းထဲမှာအရေးကလေးကို လူမမြင်အောင်တန်းနိုင်ကြမှနေ၍ပကံကိုအပြင်သို့ထုတ်ထားလိုက်သည်အကြာခဏဆိုသလိုပင် သူသည်အထဲမှထွက်ပြေးလွမြောက်ဖို့ကြိုးစားခဲ့မှုသည်သို့သော အခန်းထဲမှာခုံကျော်တက်ဖို့သူမှတတ်တိမရှိဖြစ်ရသည် သူကအမြင့်ကျောက်သူဖြစ်သည်မိုးကောင်းဝင်ထက်သို့ခုံကျော်တက်ဖို့ဆိုသည်ကိုဘယ်သူစိတ်ကူးမှမလဲအပြာရောင်ကောင်းဝင်ကြီးကခေါင်းငင်း၍ဖိတ်ခေါ်သည့်တိုင် သူကတော့ထမလိုက်ရေတနေ့တော့မူသူသည်တတိမွေးကခေါမိုးလာတာတန်စကားပေါက်ကိုတွန်း၍အပြင်သို့ထွက်ကြည့်လိုက်မိသည်ခေါင်းဝင်များကြီးတဲ့သူသူ့ကိုယ်ကိုကြမတော်အောင်လာတာပေါက်ကို မြင်းမြဲကင်ထားလိုက်ရသည်တန်နိုင်တွေကဖေရှားပြုလဲကူတော်လဲဟင်းလင်းမြင်ကောင်းကင်ကြီးကမူသူလဲချရာမိနေရမဟုတ်ချေ။ထောင်ကိုပြင်ဘက်ကကြည်လျင်ဘာနဲ့တူတယ်လဲဆိုသည်ကိုသူအင်မတန်သိကျင်ဆန်းလာသည်။ သို့တော်လည်းအံဝစရာကောင်းလိုက်ပုံကသူနောက်သူပြန်ကြည့်လိုက်တော့အခါအချင်းထောင်ကြီးကိုမမြင်တွေ့တော့ခြင်းမြင်ဖြစ်တော်သည်အချင်းထောင်ကြီးကို သူဘယ်မှာမှမတွေ့ရတော့ပဲအဆုံးစာမချီသည့်မိုးကောင်းငင်ကြီးကိုသာဗလာကိုထီးသူမှမြင်တွေ့လိုက်ရလေတော်သည်ကြောက်ကြောက်နေမင်းအခန်းချင်းကလေးတည်းသို့သူပြန်ဆင်းခဲ့ရသည်သူအခန်းချင်းကလေးကလုံလုံစိတ်ချမှုရှိပြီးတက်တောင့်တက်တာရှိလာသည့်အခန်းကလေးပင်ဖြစ်ချည်သည်တကား ဒုနေမှစား၍ဒုခန်းခေါင်ဖို့ပေါ်သို့တက်၍မကြည့်တော့ကောင်းငင်ကိုမောကြည့်ပြီးအင်းညာမှထွက်ပြေးလွမြောက်မိတနေ့ကိုသာသူစိတ်ကူးအိမ်မက်၍နေမိတော်သည်တခုသောနေ့ရက်တွင်မူတခုခုတော့မာရွေးနေပြီဟု သူနားလေသဘောပေါက်လိုက်မိသည်အဆောက်မနှက်စာလာမပိုးခင် သူခန်းထဲမှပေါက်ကလေးကိုအိယာနှင့်ဖုံးအုပ်ထားလိုက်သည်အခန်းနောက်တနေရာမှာအပေါက်ကလေးတစ်ပေါက်ထိုးထွက်လာသည်ကိုထက်တွေ့ရပြန်သည် ညဘက်ထမင်းမစားမိတဲ့ချိန်သူတည်တည်ရှာရှာပြန်ကြည့်မိတော့လေထိုပေါက်ကလေးကိုထက်တွေ့ရပြန်သည်ကောင်းငင်နေမှုကျယ်ရီပြူထွက်လာကြသည်တောင်းမစတူကံမုံဤပေါက်ကလေးမှာတစားတစားပူ၍ကြီးမားလာသည်ကိုသူတွေ့လိုက်ရသည်ရပောင်းလာပေါင်းများစွာကြာလာသည်အခန်းချင်းကလေးထဲမှာနေလာခဲ့သည့်အချိန်ဤပေါက်ကလေးကိုသူသတိမထားမိခဲ့သူပြပြမနေတတ်ခဲ့လျင်ဒီပေါက်ကလေးကိုတယောက်ယောက်မြင်တွေ့သွားမြည်မှာမြည်ကြည့်လက်ခတ်မလွဲပင် အခန်းထဲမှာအပေါက်ကလေးမှာတနေ့တခြားကြီးမသည့်ထက်ကြီးမ၍လာသည်သို့သောဘယ်သူမှသတိမထားမိကြမယိမ့်မိကြသို့တော်လေသူကတော့အစကလေးကပင်သတိဝရိယထား၍ဖုံးအုပ်ထားခဲ့သည် အပေါက်ကလေးကိုအစအနမပေါ်အောင် ပထမပိုင်းတွင်သူဖုံးအုပ်ထားနိုင်ခဲ့တော့လေနောက်ပိုင်းတွင်မူမရတော့အပေါက်ကလေးကိုသူဒီတိုင်းပင်ပြစ်ထားလိုက်ရတော့သည် သူကံကြမ္မာကိုစမ်းသက်ကြည့်ဖို့စိတ်ဆုံးဖြတ်လိုက်လေသည် ကျမ်းမြင်ပေါ်မှအပေါက်ကလေးကိုမြည်သူတူတရားအောင်မြတ်တတိမထားမိကြ။တတိထားမိသည်ဆိုရင်လေကောင်းဝင်မှအလင်းရောင်မြတ်ဟက်သည်ဟုသာသဘောရကြပြီလိမ့်မည်။အချားမြည်တို့မြတွေးထင်မိကြလိမ့်မည်မဟုတ်။အပေါက်ကလေးကကြီးမားမြေကြီးမားနေစေ။သူကလည်းညာပိုင်းတွင်ခြေကလေးတွေကိုကြည်လိုက်။ဒီဘက်တွင်나ဤလိုက်ပြောင်းလေနေတော့ကောင်းငင်မအယောင်များကိုကြည်လိုက်နေနေခဲ့သည်သူသတိဝရိယအတော်ထား၍နေရသည် ပေါက်ကလေးနာသို့ကတ်သွားမိလျင်အနည်းငယ်ရှိမည်ဆိုသည်ကို သူနားလေသဘောပေါက်သည်တန်တိုင်းများကတစ်ခုနှင့်တစ်ခုကြားအတော်ကလေးဟနေသည် သူချေချော်လက်ချော်ဖြစ်ခဲ့လျင်ခွေးချဝတ်ချနှင့်အကြနာပြီတော့မည် သူပြေးမိထိုးနေကို စိတ်ကအမြဲစိုးရင်ကြောင်းကြပြီးပူပန်နေခဲ့မိသည်အခန်းကျမ်းမြင်ပေါ်မှာပေါက်ကလေးမှာကြီးမားသည့်ထက်ကြီးမားလာသည်ဖြင့်သူသည်အကြီးကျယ်ပင် ဆိုရင်ကြောင်းလန့်၍ဒီလား လာခဲ့သည်နောက်ဆုံးအခန်းထဲတွင်လှူရှားသွားလာခြင်းပင်မပြုတော့ပဲအခန်းတောင်များတွင်သာခိုကက်၍နေမိတော့သည်အဆောင်ကထမင်းလာပို့သည့်အခါမှသာထိုင်ရာမှထားယူမိတော့သည်သူ့အရာကိုပင်ဒဏ်ရာနှင့်ကတ်နေသောအခန်းတောင်သို့ခက်ခဲရင်ရင်ပြောင်းရွှေ့ခဲ့ရသည့်အထိဖြစ်လာသည်နေရများကုံဆုံးသွားခဲ့ကြသည်တရင်မှတ်တွေလည်းအလီလီ ကုံဆုံးကလာများပင်ကြောင်ကြောင်လာခဲ့သည်သူခမ်းမှာရက်စရာပင်မရှိတော့ သူသည်အခန်းထောင်တနေရာမှရှေ့ပြားထောက်ကအပေါ်သို့မော်ကြည့်လိုက်မိသည်တောကလောက်ခွင့်နံတကြွမ်းကြွမ်းကိုသာကြားလိုက်ရသည်အခန်းထဲသို့ထမင်းပခံရောက်လာသည်မျက်ပြံမနဲ့မင်းထောင်ကလွတ်မဲဟုသောအတန်ကိုကြားလိုက်ရသည်သူငုံငူးကြည့်ရနေစဲမှာပင်အခန်းတကားပြန်ပိတ်သွားသည်သူထဲလန်တုံလို့သွားသည်ကျမ်းမြင်ပေါ်မှာအပေါက်ကလေး၏တစ်ဖက်စွန်းတွင်သူကိုယ်ကိုသတိထားထင်းရရင်အကြီးကျယ်ချောက်ချား၍နေမိတော်သည် ညမောင်မီသူဒီတညသာဒီမှာနေရတော့မည်ရပောင်းလာပေါင်းနှစ်ပေါင်းများစွာဒီခန်းချင်းကလေးတွင်နေထိုင်ခဲ့ပြီးနောက်ယခုတော့သူလွတ်မြောက်ရပြီတော့မည် ထိုတွေ့ကြောင့်သူမှာအကြီးကျယ်စိတ်လူရှားနေမိတော့သည်တစ်ချိန်တည်းမှာပင် ကြောက်ရွံ့တုန်လှုပ်၍လဲသွားသည် အခန်းထဲတွင် နေရာလက်မရှိတော့ကျမ်းမြင်ပေါ်မှာအပေါက်က ကြီးထွား၍နေစေမူကောင်းငင်နှင့်သူကအလံမဝေးတော့ထိတွေ့ဆက်ဆက်မိကြတော့မည် ြောက်လန့်စိတ်ဖြင့်သူမတ်တက်ရက်လိုက်မိသည်ထိုညကုံဆုံးသွားမှနှင့်အခန်းထဲမှအပေါက်ကလေးမနဲ့မိုးလင်းချိန်အထိမပြောင်းမလဲရှိနေမှကို သူအကြီးကျယ်စိုးရိမ်ထိတ်လန့်၍နေမိသည်အပြင်ဘက်မြူမောင်ဝေကင်းသည့်ခေါင်းဝင်ရန်ထက်တွင်မူကျယ်ကလေးတွေတစ်ဖြက်ဖြက်လင်းလက်တောက်ပနေစေညသည်မဲမောင်၍နေတော်လေအလွန်မနာလိုဝန်တိုစရာကောင်းလောက်အောင်လပ်ပ၍နေသည် သူသည်အခန်းကျင်းကလေးထဲတွင်တောင်းတောင်ကြီးရဲ့အရင်ထောင်မှလွတ်တော်မည်ဆိုသည်ကိုတွေးပူပြီးရင်တထိတ်ထိတ်နှင့်ကြောက်ရွံ့၍နေမိတော်သည်ပြောညံ့သူလို့မြင်ရတဲ့ဝတ္ထုလိုလေးကိုလည်းဖတ်ပြပေးခြင်းမသည်တဲ့နာတော်တာဆင်ပေးကြပါအောင်ခင်ဗျာဒီနေ့ကကျွန်တော်ကလေးများကို စာတင်ပေးနေသည့်ဆရာမလေးယူလီယာဘာစီလီယက်စနော့ဖ်ကိုကျွန်တော်စာကြည့်ခန်းအတွင်းသို့ခေါ်ခိုင်းလိုက်သည် ပေးစရာငွေကြေးကိစ္စများကိုရှင်းလင်းပေးရန်ဖြစ်သည် ထိုင်းမဆရာမဟုပြောလိုက်ရင် ပေးစရာရှိတာလေးတွေကိုပေးမလို့ခေါ်ခိုင်းတာပါဆရာမလည်းငွေလိုရော့မယ်ဒါပေမဲ့ဆရာမကလည်းမတောင်းဘူးကောင်းပြီလေအခုပေးတာပေါ့ကလေးတွေကိုစာတင်ပေးဖို့ဆရာမတလလူပဲ30နဲ့သဘောတူခဲ့တယ်နော်တလ40ပါမဟုတ်ဘူး30 ီမှာစားနဲ့တည်တည်ချာချာရေးထားတယ်။အိမ်မှာကလေးတွေကိုစာလာပြပေးတဲ့ဆရာမမှန်သမျှတလရူပဲ30ပဲအမြင်ပေးခဲ့တယ်။ဆရာမဒီမှာစာတင်ပေးနေတာအခုဆိုရင်နှစ်လရှိသွားပြီနော်။နှစ်လနဲ့5ရက်ပါ။မဟုတ်ဘူး။ဒီနေ့ပါပေါင်းမှနှစ်လတည်တည်အားလုံးဒီမှာစာနဲ့ရေးမှတ်ထားတယ်။အခုဆရာမကိုပေးရမှာကနှစ်လသားဆိုတော့ရူပဲ60အဲ့ဒီထဲကတင်းငင်းငွေ6ရက်ကိုနှုတ်ရအောင်မယ်တင်းငင်းငွေနေ့တွေမှာဆရာမဟာကို ကိုလျာကိုစာတင်မပေးခဲ့ဘူးပြီးတော့အားလည်းရဲ့နဲ့ပိတ်ရက်က၃ရက်ပါသေးတယ်ဆ ्याम မလေးယူလီယာသည်မျက်နှာကြီးညီရဲကစကတ်အနားဆုံးကလေးကိုလက်ပြားနှင့်စိတ်လုံရှားစွာခိုင်းနေသည်စကားတခွန်းမှမပြောအားလည်းရက်က၃ရက်၃ရက်အတွက်၁၂ရူပဲဖြတ်ရမယ်ကိုလျာ၄ရက်နေမကောင်းဖြစ်ပြီးစာမတင်ခဲ့ရဘူးဆ ्याम မဟာဘာယာနဲ့ပဲနေခဲ့ရတယ်ဆ ्याम မသွားလိုက်တာက၃ရက်အရှင်မကဆ ्याम မကိုညသာစားပြီးခြင်းဆိုရင်အနာပေးတယ် ၁၀နှစ်ရူပဲနဲ့ခုနှစ်ရူပဲပေါင်းတော့၁၆ရူပဲလာသားလေးက၁၆ရူပဲကိုနှုတ်တော့၄၁ရူပဲပဲကျန်တော့တယ်မှန်တယ်နော်ဆာမာလီဒီဘဲဘဲမျက်လုံးများဒီနေရဲသွားကမျက်ရည်များဝိုင်းဆိုလာသည်မိလေးတစ်ဆက်ဆက်တုံလာသည်ဆာမာလီဒီချောင်းတစ်ချက်ဆိုးလိုက်ကနှာခေါင်းကိုပုတ်သည်သို့သောစကားတခွန်းမှမပြောတစ်တေကူခွဲမတိုင်မီကလက်ဖက်ရည်အချိုခွဲနဲ့ပကံများဆာမာကြောင့်ကွဲသွားခဲ့တယ် အဲ့ဒါအတွက်နှစ်ရူပဲလက်ဖက်ရည်ကွက်ကအတော်တန်ဖို့ကြီးပါလေမိသားစုအစဉ်ဆက်ထိန်းသိမ်းဆက်ခံလာတဲ့ပစ္စည်းမှုအတော်လေးစိတ်မကောင်းဖြစ်ခဲ့ရတယ်ထားပါလို့လီပိုပြီးဆူဆူဝါးဝါးဖြစ်ခဲ့တာရှိသေးတယ်ဆမရဲ့ပေါ်ဆာမှုကြောင့်ကိုလျာဟာတစ်ပင်ပေါ်တက်လို့အင်းကြီးတွေစုပ်ပြဲသွားခဲ့တယ်အဲ့ဒီအတွက်30ရူပဲဆမရဲ့ပေါ်ဆာမှုကြောင့်အိမ်ပေါ်မှလီကဘာယာရဲ့ပုတ်ခနဲ့ကိုခိုးယူသွားခဲ့တယ် ါတွေအားလုံးကိုမျိုးလုံးတောက်ထောက်ကြည့်နေရမှာကဆ iam မအလို့ဓာတ်အတွက်ဆ iam မပိုက်ဆံပေးပြီးငါထားတာလीအဲ့ဒီအတွက်ငါလူပဲဖြတ်မယ်ဇန်နဝါရီလ10ရက်နေ့ကဆ iam မကျုပ်စီကငွေ10ရူပဲချေးခဲ့တယ်ဟင်ကျမရှင်းစီကမချေးခဲ့ပါဘူးဟုဆ iam မလေးကလေးတန်းတဲ့တဲ့ဖြင့်ပြောသည်ဒီမှာအားလုံးကိုစားနေရေးမှတ်ထားတယ်ဒါဆိုလဲကောင်းပါပြီနောက်တော့ကော40ရူပဲလေးကနေ29ရူပဲနှုတ်တော့14ရူပဲကျန်တယ် ဆာမလေး၏မျိုးလုံးအစုံသည်မြေကြီးများဖြင့်ပြည့်သိမ့်နေကဒွေတန်းလှပသောနာလန်စင်းစင်းပေါ်တွင်ချွေးတီရှိပေါက်မြောက်ဝိုင်းဆူလာသည်တနားစရာတော်ကောင်းသည့်မိန်းကလေးကျမတခါဝေးပတ်စံရှိခဲ့မှုပါလေရှင်စနီးစီကသုံးလူပဲလေးရေပါဒါတက်တပြားမှမပူခဲ့ပါဘူးဟုအတန်တုံတုံဖြင့်ပြောသည်အဲ့ဒါကိုထမ်းမပြောခဲ့ပဲကိုအဲ့ဒါကျုပ်စာထဲမှာမရေးမှတ်ရသေးဘူးတဆယ့်လေးလူပဲလေးကသုံးလူပဲထမ်းထုတ်တော့တဆယ့်တလူပဲပဲကြံတော့တယ်ဒီမှာသုံးလူပဲ နောက်သုံးလူပဲနောက်သုံးလူပဲတလူပဲတလူပဲ အားလုံးတစ်စိတ်တလူပဲအဲ့ဒါဆ iam မပိုက်ဆံကျွန်တော်ဒီဆ iam မလေးကိုငွေတစ်စိတ်တလူပဲကိုလမ်းပြလိုက်သည်ဆ iam မလေးဒီငွေကိုတုံတုံရီရီဖြင့်လမ်းယူကာအင်းကြီးအိတ်ကတ်ထဲသို့ထည့်လိုက်သည်ကျေးဇူးပါပဲဟုခတူးတို့ပြောသည်ကျွန်တော်ဒီဘုံငနေထလိုက်ကာအခန်းထဲတွင်ရှောင်းနေမိတော့သည် စိတ်လည်းတော်ဆိုးသွားသည်ဒီပါဦးဆ iam မကကျုပ်ကိုဘာအတွက်ကျေးဇူးတင်ရလာလဲဟုမဆက်ဆက်မိလိုက်သည် ပိုက်ဆံပေးတဲ့အတွက်ပါကျုပ်ခမားကိုငွေလိမ်ပေးနေတာနေကင်းကြောင်တော်ကြီးအေးရမြတိုက်နေတာဘာဖြစ်လို့ခမားကကျုပ်ကိုကျေးဇူးတင်တာလဲတခြားမှာဆိုရင်တပြားမှတော့မရလို့ပါတပြားမှမရဘူးဟုတ်လားဖြစ်မှဖြစ်ရလေအေးလေအံ့ဩစရာတော့မရှိပါဘူးကျုပ်ခမားကိုရက်ဆက်တဲ့သင်ငန်းစာတစ်ခုကိုပေးချင်လို့ပါခမားလာစား၂လအတွက်ရူပေ80လုံးလုံးအပြည့်ပေးမှာပါဟောဟိုကစာရိတ်ထဲမှာအပြည့်ထည့်ထားပါတယ်ဆမ်းမဘာဖြစ်လို့ခမားတလောက်ပြုံညံ့ရတာလဲ မဟုတ်တာကိုဘာဖြစ်လို့ပြန်မပြောရရတာလဲမဟုတ်တာကိုပြန်ပြောရရမယ်ဒီလိုမှမဟုတ်ဘူးဆိုရင်ဘဝမှာဘယ်လိုလုပ်ပြီးနေလို့ရတော့မှာလဲဒီလိုပြုတ်ညံ့လို့ဘယ်ဖြစ်မလဲဆရာမလေးမျက်နှာပြောင်းအောင်တန်းလာသည်ကျွန်တော်ဒီဆရာမလေးအားဘဝနေနေတင်ငန်းစာတရက်ကိုရရက်ဆက်ဆက်ပေးလိုက်မိသည့်အတွက်ခွင့်လွှတ်ဖို့တောင်းမှရင်သူမ၏လစာရူပဲ၈၀ကိုပေးလိုက်ပါသည်ဆရာမလေးဒီအားတင်း၍နေသည် ကျေးဇူးတင်ပါတယ်ဟုကြောက်ကြောက်ရွံ့ရွံ့ဖြင့်ပြောရင်းအခန်းထဲမှထွက်သွားသည် သူထက်သွားလေမှပဲသူ၏ကြောပြင်ကိုငေးကြည့်ရင်လောကကြီးမှာရက်ဆက်တယ်ဆိုတာအလွန်လွယ်ကူတဲ့အလုပ်ပါလားဟု တွေးနေလိုက်မိတော့သည်အဖေနဲ့တွေ့ကျင်တဲ့လေလို့အမိရနဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးကြပါသေးတယ်။နာတော့တဆင်ပေးကြပါအောင်ခင်ဗျာ။အဖေနဲ့တွေ့ကျင်တဲ့လေကျွန်တော်အဖေကလော်ရီကားဒရိုင်ဘာတစ်ယောက်ဖြစ်သည်။နေထွက်ရသဖြင့်အိမ်မှာအမြဲ မရှိပါ အမေကဟိုတယ်တစ်ခုတွင်အလုပ်လုပ်သည်ထို့ကြောင့်အိမ်မှာကျွန်တော်တို့မောင်နှမတွေကြီးသာနေကြရသည်နှမလေးယောက်နှင့် ညီတစ်ယောက်ရှိသောကြောင့်အထီးကျန်တော့ကျွန်တော်ဘယ်တော့မှမနေခဲ့ရကျွန်တော်မှအဲ့ဒစ်သည်အကြီးဆုံးဖြစ်၍ကျွန်တော်ကယောက်ျားနှစ်ယောက်တွင်အကြီးဆုံးဖြစ်သည် အေးဒီကွန်ပျူတာဆိုင်ကြီးဒီဇိုင်းတွေအလုပ်လုပ်ပြီးကျွန်တော်ကအလုပ်ရှာနေစေဖြစ်သည် ကျွန်တော်တို့မောင်နှမများတွေတွင်ကာရွန် ဆန်ဒရာနှင့်ရူဘီအမည်ရှိမိန်းကလေး၃ယောက်လည်းပါသေးသည်သူတို့၃ယောက်လုံးကျောင်းနေကြခြင်းဖြစ်သည် အထွေးဆုံးကလေးကဝီလီယံဖြစ်သည်ဝီလီယံကိုကျွန်တော်တို့အားလုံးကငှက်ကလေးဟုခေါ်ကြသည်သူငယ်ငယ်ကမနဲ့လင်းလျင်သူ့ကြောင့်အားလုံးနိုးကြရသောကြောင့်ဖြစ်သည် ဝီလီယံကလေးမှာမူလာတဲ့ကျောင်းသားဘဝသာရှိသေးသည်အဖေနဲ့အမေဒီအိမ်မှာအမဲလိုလိုပဲမရှိတော့ကြဘူး။အဲဒီနေ့ကျွန်တော်ကလေးများကိုကျွေးဝေးပြုစုဆောင်ရှောက်ကြရသည်။ မိန်းကလေးလေးယောက်စလုံးမီအိမ်မှုကိစ္စများကို ကိုစီကိုငါလှူဆောင်ကြသည် အမအေးတက်ကသူ့လောက်ကပြန်လာလျင်အိမ်မှုကိစ္စဘာဟီရာများကိုအများဆုံးတာဝန်ယူ၍လှူဆောင်သည်ကျွန်တော်မှာအလုရှာနေရသဖြင့်ဝင်ရောက်ချက်ပြုတ်နေခြင်းမရခဲ့သို့တော်လည်းအိမ်ခန်းများကိုတော့တပတ်တစ်ချိန်လောက်အမိုက်လေးတန့်ရှင်းပေးသည်ညနေ၄နာရီအငယ်ဆုံးဝီလျံကိုចောင်းသွားជို့ပေးသည်ညနေ၄နာရီခွဲလျင်ညမလေး၃ယောက်ចောင်းမှလမ်းလျှောက်ပြန်လာကြသည် ကျွန်တော်တို့ဒီကိုစားဖို့ကိုရှာကြရသည်အဲ့ဒီရောက်လာလျင်အားလုံးညစာစားကြသည်အဲ့ဒီဒီကျွန်တော်ကိုမပြင်းဟုအမြဲခေါ်လေးရှိသည်ညစာစားပြီးလျင်ကျွန်တော်ဒီအပြင်ထွက်တော်သည် အပေါင်းတင်များနှင့်လျှောက်သွားသည် ကျွန်တော်ပေါင်းတင်ချို့မှမကောင်းသဖြင့်အမေကကျွန်တော်ကိုသူတို့နှင့်မပေါင်းတင်မှုပြောလေးရှိသည်တို့တော်လေသူတို့ဒီတငယ်ချင်းများဖြစ်၍မပေါင်းမဲနေ၍မဖြစ်နိုင်။ပြီးခဲ့သည့်တနင်္လာနေ့ကပင်အဖေစီက စားရဆောင်ရောက်လာသည် အမေစီတို့ရေးချင်းဖြစ်သည်သို့တော်အိမ်မှာအမေကမရှိစာခရေးကြည့်သည်ထင်၍ကျွန်တော်တို့ဖောက်ဖက်ကြည့်လိုက်ကြသည်အဖေကစာထဲတွင်ငါပြန်မလာတော့ဘူးယူကက်ဆက်မှာပဲရှယ်ရွန်နဲ့တူနေနေတယ်ဟု အမေကိုရေးထားသည်နူရီကက်ဆယ်ဆိုသည်မှာမြောက်ပိုင်းအင်္ဂလန်မှာမြို့တစ်မြို့ဖြစ်သည်အဖေဒီနယူကတ်ဆယ်သို့လော်ရီကားဖြင့်မကြာခဏသွားလေရှိသည်အဖေစာကိုဖတ်ရသောအခါအမအေးတစ်သည်ချုံပွဲချငိုပါလီတော့သည် မြန်မာကလေးများဖြစ်သည့်ကာရွန်စန်ဒရာနှင့်လူပီတို့ကို အဖြစ်စာပါအကြောင်းအရာကိုပြောပြသောအခါသူတို့အားလုံးပင်ဝမ်ပန်တနေငိုကြသည် အထွေဆုံးဝီလျံကလေးကတော့မငိုမငိုသည့်အကြောင်းမှာဝီလျံကလေးသည်အဖေကိုအဖေမန်းကောင်းကောင်းမသိချသောကြောင့်ပင်အဖေကဒီစာနှင့်အတူပေါင်90ထည့်ပေးလိုက်တယ်ဟု စာရဲတွင်ထည့်ရေးထားတော်လဲစာအိတ်ထဲတွင်ပိုက်ဆံကိုမတွေ့တယောက်ယောက်ကဖောက်ယူသွားဟန်တူသည် အဲ့ဒီအလုပ်လုပ်သောဆိုင်ကတပတ်တခါလာစားရှင်ပေးသည်တိုးတော်လေးသူရတော်လာစားကမဖြစ်စလောက်ဖြစ်၍ပေးစရာနေမကမီအိမ်လာခလည်းပေးရအောင်မီကက်စပိုနီလျက်စက်တအားခလည်းပေးရအောင်မီပေးစရာကစုစုပေါင်းပေါင်160နဲ့90လောက်ရှိလင်းအဲ့ဒီရသည့်လာစားကခုနှစ်ပေါင်းကျွန်တော်တို့မှာစားစရာအတွက်ပင်မကျန်တော့ အင်္ဂါနေ့နဲ့နဲ့ခင်းတွင်မြမလေးများကိုဘာမှစိတ်မပူကြနဲ့အကိုကြံလိုက်အောင်မယ်ဟုကျွန်တော်ကပြောလိုက်သည်မြမလေး၃ယောက်ចောင်းတို့ထွက်ခွာသွားကြသည်အဲ့ဒီတဲ့အလုပ်တို့ရောက်သွားသည် ကျွန်တော်ကအထွေးဆုံးကလေးကိုចောင်းတို့လိုက်ပို့ပြီးတငယ်ချင်းများရှိရာသို့ထွက်လာခဲ့သည်တငယ်ချင်းတွေကအကူအညီကြမှာပါဟုလည်းပြောလိုက်မိသည်ညကဲနာဘက်သို့ကျွန်တော်ရှောက်လာခဲ့သည် တက်ကြောနှင့်လျက်စီးတို့၃ယောက်ကန်းသားတွေအမြိုက်သာထိုင်နေကြသည်ကိုတွေ့ရသည်လျက်စီးအမည်ရင်းမှာဒေးဗစ်စမစ်ဖြစ်သည်သူလန်းသွားလျင်နေကွေးလွန်းသောကြောင့်ကျွန်တော်တို့ကသူ့ကိုတမင်နောက်ပြောင်းခေါ်ကြခြင်းဖြစ်သည် သူလန်းလျှောက်လျင်မီတာ၁၀၀လောက်ခရီးလေးကိုနိုင်ဝဲလောက်ကြောင်းလျှောက်လျက်ရှိသည်သူတို့တွေလည်းအလုတ်ကန်ရှောက်ပွေနေကြဆဲပင်ဖြစ်သည်ကျွန်တော်ကတငယ်ချင်းများအောင်ကျွန်တော်အိမ်မှာဒုက္ခအဝါဝါကိုပြောပြမိသည် ပြဒနာကငွေကိုဘယ်ပုံပဲနည်းဖြင့်အမြန်ဆုံးရှာရမည်နည်းဆိုသည့်ပြဒနာပင်ကျွန်တော်မှအေဂျင့်နှင့်ရင်ခံနေသည့်ဂျော့စ်ကငွေမလိုပါဘူးကွာဆိုင်ကနေစားကြပစ္စည်းတွေကိုယူလို့ရတာပဲဟာတပတ်ကုန်ရင်အဲ့ဒီကိုသူ့ဆိုင်ကဒါသာရှင်းပေးနေတာပဲအဲ့ဒီတော့မှငွေပေးလေဖြစ်တာပဲမဟုတ်လားဟုအကြံပေးသည်ကျွန်တော်ကဂျော့ဂျီအတန်အကြံပေးချက်ကိုမကြားဘူးသို့တော့ဘာမှမပြောဘဲနေလိုက်သည်အဲ့ဒီလုံးလုံးနေသည့်စူပါမားကတ်ဆိုင်ကြီးတို့ကျွန်တော်တို့သွားပြီး ပေါင်မုတ်ကျဲဥပပောင်ချောင်းပြောင်းစံမုတ်နှုတ်မုတ်အာလူးဒိန်ကေဘစ်ကစ်နှင့်အကြောင်းလုံးတို့များဝယ်လာခဲ့ကြသည် စုစုပေါင်း9ပေါင်နှင့်နှစ်ရှည်လင်းလောက်ချောသွားသည် ATE ငွေဖြင့်ပင်ထိုပစ္စည်းများကိုဝယ်ယူခဲ့ခြင်းဖြစ်သည်ကျွန်တော်နှင့်ဂျော့စ်သည် ATE တာဝန်ချနေသောငွေချေကောင်တာသို့ကျော့ဖြတ်ခဲ့ကြသည်ဒီပစ္စည်းတွေအတွက်ငွေမချေဘဲညင်ကိုကြောပြီးတို့ယူသွားမယ်တော့ဟုဂျော့စ်က ATE ကိုပြောလိုက်သည် ATE မျက်နှာရေကနေပြစ်သွားသည် ဒေါသနဲ့အတော်ထွက်သွားဝင်ရသည်ငါအဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲနေတိတ်ဆိုးပါလားသွားဆိုင်ထဲကထွက်သွားဟုအေဒစ်ကပြောသည်ငါနေတို့ကိုကူညီတာပါဟာဟုဂျော့စ်ကဆိုသည်ဟင်အဲ့လိုကူညီမျိုးကိုငါမလို့ခြင်းဘူးသွားတော့နေငါ့ကိုနောက်လာမတွေ့နေတော့ဟုအေဒစ်ကပြောသည်ညနေပိုင်းရောက်တော့အခါအေဒစ်ကညစာချက်သည်ရက်စစ်တအားကမပေးဆောင်သဖြင့်ရက်စစ်ကုမ္ပဏီကမိလာဖြတ်သွား၍ပေါင်နှင့်မဲမဲလေးတွင်အေဒစ်မှာချက်ပြုတ်နေရသည် ။တမင်အိုးများမှာတန်ခွေနှင့်ချက်သည့်အိုးများဖြစ်၍တော်သေးတော်သည်။အဲ့တသည်အာလူကျဥ်ဝပောင်ကျောက်တို့နှင့်ညနေစာကိုချက်ပြုတ်သည်။စားရသည်ကမတင်းတိမ်ကျွန်တော်တို့မှာဘဝမလင်းဖြစ်ကဆာလောင်မြဲဆာလောင်နေတော်သည်။ထို့ကြောင့်ပေါင်းမုံနှင့်ဒင်ငယ်ကိုစားကြသည်။သူနောက်တကြားလုံးများကိုထပ်စားကြရပြန်သည်နည်းနည်းလင်းတော့ကနည်းနည်းစားအတွေ့ပြောင်းစံမှုမှတပါကျွန်တော်တို့မှစားစရာပါမျှမရှိတော့ စာပို့သမားကအကျွေးဘေးဥဒဆောင်လာပို့ပြန်သည်ညနေစာအထက်ဘယ်လိုလုပ်ကြမလဲဟုညီမငယ်အာရုံကမေးသည် အမေပြန်လာခြင်းလာမှာပါဒါမှမဟုတ်လေအဖေစီကငွေရောက်ချင်ရောက်လာမှာပါဟုကျွန်တော်ကပြောလိုက်သည်ဗုဒ္ဓဟူးနေ့နည်းနည်းစာစာပြီးတော့ကအင်းကရုပ်မြင်တဲ့ညဆက်ကြီးကို55ပေါင်ဖြင့်ကျွန်တော်သွားထုတ်ပြစ်လိုက်သည်ရက်စင်မီတာကပြေးစရာတော့လုံလောက်သွားသည် သို့သောစားရည်အတွက်ဝေဆံငွေကမကြံတော့သူနည်းညသားကို ပေါင်မုံဒင်ခဲတို့နှင့်သာကျွန်တော်တို့မောင်နှမပြေးလိုက်ကြရသည်ညနေသာစားပြီးတော့ကတငယ်ချင်းများစီတို့ကျွန်တော်ထွက်လာခဲ့သည်တငယ်ချင်းများကကဖေးဆိုင်တဆိုင်ရှိတွင်ရပ်နေကြသည်သူတို့မှလည်းပိုက်ဆံကချူတပြားများမရှိကြငါအေဂျင့်နဲ့စကားတော်ပြောအောင်မေဟုဂျော့စ်ကဆိုကကျွန်တော်တို့အခန်းဘက်သို့ထွက်သွားပြီးအေဂျင့်နဲ့စကားပြောနေလေသည် ်အဲ့ဒီဒီစိတ်တော်ဆိုးနေသည်တောင်းနေတွင်ဂျော့စ်သည်စားစရာအထုပ်ပိုးများနှင့်အိမ်သို့ရောက်လာသည်ဒီပစ္စည်းတွေအတွက်ငါမှပိုက်ဆံပေးစရာမရှိဘူးဟုကျွန်တော်ကပြောလိုက်သည်မပူပါနဲ့ကွာဒါတွေအတွက်မင်းငါကိုဘာမှပေးစရာမလိုဘူးငါအလကားရလာခဲ့တာဟုဂျော့စ်ကဆိုသည် မင်းဒါတွေကိုအဲ့ဒီတို့ဆိုင်ကခိုးလာခဲ့တာလားဟုကျွန်တော်ကမေးလိုက်သည်ဂျော့စ်သည်ကျွန်တော်ကိုအတော်စိတ်ဆိုးသွားသည်အေးလေဒါတွေကိုမင်းမလိုချင်ဘူးဆိုရင်ငါဆိုင်ကိုပြန်ပို့လိုက်မယ်ဟုဂျော့စ်ကဆိုသည် ကျွန်တော်ကအေဒီဘာရွန်ဆန်ဒရာလူပီနှင့်ငကလေးဝီလီယန်တို့အတွေ့ညသာကိုစဉ်းစားနေမိသည်ဒီပါစီပြန်ယူမသွားပါနဲ့ဟုကျွန်တော်ကပြောလိုက်သည်ဂျော့စ်ထွက်သွားသည်ညနေပိုင်းတွင်အေဒီအလုံးမှပြန်ရောက်လာတော့အခါဂျော့စ်ဂျော့လီတို့ဆိုင်ကိုရောက်လာပြီးဒီပစ္စည်းတွေကိုစစ်ဆေးတဲ့ကောင်တာမှာအစစ်မခံပဲယူသွားတယ်ငွေလည်းပြီးမသွားဘူးငါလည်းသူ့ကိုတော့မတားရဲဘူးသွားတားလို့ဆိုင်ကတည်သွားရင်သူဒုက္ခရောက်သွားမှာ ဒါကြောင့်ဘာမှမပြောပဲနေလိုက်ရတယ်ဟုအက်တစ်ကကျွန်တော်ကိုပြောပြသည်သတင်းတစ်ပတ်ကုံသွားသောအခါဆိုင်ကအက်တစ်ကို လာစားထုတ်ပေးသည်အက်တစ်ကပြေးစရာဘီချို့ကိုဆက်လိုက်သည်ရှင်နေနေရောက်သောအခါအိမ်လာက135ပေါင်နှင့်50လျှောက်ရှိလင်ပေးစရာကျန်နေသေးသည်စားစရာက George E. ဂျေဆုကြောင့်ဗုဒ္ဓဟူးနေ့လောက်ထိရှိနေသေးသည်အဲ့ဒီဒီဂျော့ဂျူလာသည်စားစရာပစ္စည်းများအတွက်ဆိုင်ကို သူလာသားထဲမှပေးမည်ဟုဆိုသည် ်ဆန်ဒရာလေးကမူဒီတိုင်းမပြောဘဲနေလျင်ခေါင်းမြင်ဟုဆိုသည်ကျွန်တော်တို့အားလုံးစိတ်ပူပင်နေမိကြသည်အဖေနဲ့အမေစီကလည်းဘာတရင်မျှမကြားအမေဘယောက်နေမှန်းလဲကျွန်တော်တို့မသိကြရစနေနေ့နေ့နဲ့ခင်းတွင်အခန်းတစ်ခါခောက်တန်ကြား၍ကျွန်တော်ကတကားသွားဖွင့်ပေးလိုက်သည်အိမ်ရှိတွင်ရဲတယောက်မမမမရက်နေသည်မင်းတို့အဖေနဲ့တွေ့ကြပါလေဟုရဲကပြောလေသည် ဒီကနေ့ဖျက်ပြခဲ့တဲ့ဝတ္ထုတို့လေးတွေကိုချိန်ပေးပြီးနာတော်တာချိန်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာချိန်သူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့လုံးတော်အပြည့်စုံနိုင်ကြပါစေခင်ဗျာ